အားလုံးပဲမင်္ဂလာပါခင်ဗျတန်ခေါက်ရောက်တဲ့အခါကြောက်ဖျားမြစ်တလျှောက်မှာဟိုဒီဒီပြေးနေတဲ့လှေတွေကိုတွေ့ဘူးကြမှာပါအဲ့ဒီလှေတွေထဲကမှကဘာလက်ခီးသွားအဲ့တွေတွေအတွက်ရည်ရွယ်ပြီးပြေးဆွဲပေးနေတဲ့တိုးရီဘုံလှေချောင်းကိုဒီနေ့ပြောပြပေးသွားမှာပါဒီလှေတွေကဘာကြောင့်စီးကြည့်တင်နေဆိုတာတရားဖို့ဗီဒီယိုကိုအဆုံးထိကြည့်ပေးကြပါအောင်ဗျဒီလှေကိုကြောက်ဖျားတိုးရီဘုံလို့ခေါ်ပါတယ်ကျွန်တော်ကလှေဆိုပြီးပြောနေပေမဲ့တကယ်က ဒါတွေကတင်မောအသေးစားလေးတွေပါပဲသူကကြောက်ဖျားမြစ်တလျှောက်မှာစိတ်ကန်းတိုင်းကိုမရက်ပါဘူးတခြားဘတ်စ်တဘောမျိုးပြေးဆွဲတဲ့လေလိုင်းတွေကသူ့မှတ်တိုင်အလိုက်ရက်ပါတယ်ဒီကောင်ကကြတော့တိုးရစ်ဘုတ်ဆိုတဲ့အတိုင်းတိုးအထရက်ရှင်ရှိတဲ့နေရာတွေရဲ့အနီးအနားကစိတ်ကန်းတွေမှာပဲရက်ပါတယ်ဆိုတော့ဒီတင်မောတွေကဘယ်မှာရက်တယ်လဲသူရက်တဲ့အနားမှာဘာတွေရှိတယ်လဲလေသိပ်တွေကိုအစင်လိုက်ကျွန်တော်ပြောပြပေးသွားပါမယ်ဗျာ ီနေရာမှာကြိုပြီးပြောချင်တာကကျွန်တော်ကဂိစားကနေစပြီးတော့မစီဘူးသေးတာမို့ကျွန်တော်အခုပြောသွားမယ်စိတ်ကန်းတွေနဲ့တချို့ရုပ်ကတ်တွေကထပ်တူတော့မကြနိုင်ပါဘူးဗျဒီလေက Pra Artist ဆိုရဲစိတ်ကန်းကနေစဖတ်ပါတယ်အဲ့ဒီနေရာက Night Life မှာရောရပ်ပတ်ကကြီးသွားနေကြမှာရောနာမည်ကြီးတဲ့ခေါက်ဆန်လန်းနဲ့နှီးပါတယ်နောက်တစ်နေရာက မဟာရတ်ဆိုတဲ့စိတ်ကမ်းမှာပါဒီနေရာမှာက shopping center ရှိတယ်လို့တော့ကျွန်တော်ဖတ်ဖို့ပါတယ်ဒါပေမဲ့ကျွန်တော်တော့တစ်ခါမှမရောက်ဘူးသေးပါဘူးနောက်စိတ်ကမ်းတစ်ခုကထားချန်ဆိုတဲ့စိတ်ကမ်းပါဒီစိတ်ကမ်းကနေနန်းတော်နယ်မြားဖျားကိုအလဲတကူသွားနိုင်ပါတယ်စိတ်ကမ်းကနေတော်တော်လေးကိုနှီးပါတယ်ဗျနောက်ထပ်ရောက်မယ့်နေရာက TN ဆိုတဲ့စိတ်ကမ်းသူကကြတော့ဝက်ဖို့ဖျားစီသွားနိုင်တဲ့စိတ်ကမ်းပါလောလောဆယ်တော့ပြင်ဆင်မှုတွေလုပ်နေလို့ ထနှပိတ်ထားတယ်လို့သိရပါတယ်။နောက်ထပ်ရောက်မဲ့စိတ်ကန်းကဝတ်အာယုံစိတ်ကန်းမှာဗန်ကောက်ရဲ့အလှဆုံးဖျားရီတွေကတဆူဖြစ်တဲ့ဝတ်အာယုံဖျားကိုစိတ်ကန်းကနေဆင်းလာနဲ့ရောက်ပါတယ်။အဲ့ဒီကနေမှဟိုဘက်ကန်းကို ရှက်တဲ့ဘုံငါးဘက်ပေးစီပြီးတော့ဝတ်ဖို့ဖျားသွားဖူးလို့ရပါတယ်။ဒီဖျားနှစ်ဆူအကြောင်းကိုလည်းကျွန်တော် page မှာဗီဒီယိုတင်ထားပေးပါတယ်။နောက်စိတ်ကန်းတစ်ခုက Cloud Tablet ဆိုတဲ့စိတ်ကန်းပါ ဒီစစ်ကမ်းကလည်းပြင်ဆင်မှုတွေလုပ်နေလို့လက်ရှိမှာတော့ပိတ်ထားပါတယ်။သူကစနန်ချိုင်းဆိုတဲ့ MRT နဲ့ဘန်ကောက်ရဲ့ပန်းစည်းကိုရောက်ပါတယ်။ဒီပန်းစည်းကနာမည်ကြီးတဲ့ဈေးတစ်ခုပါ။သွားရောက်လည်းပဲတင်ပါတယ်။နောက်စစ်ကမ်းတစ်ခုကရာချဝွန်ဆိုတဲ့စစ်ကမ်းပါ။သူကကြတော့တရုတ်တန်းကိုရောက်တဲ့စစ်ကမ်းဖြစ်ပါတယ်။ MRT ဆိုရင်ဝက်မကွန်ဆိုတဲ့ MRT နဲ့နှီးပါတယ်။နောက်ထပ်စစ်ကမ်းတစ်ခုက Icon CM ပါ။ Icon CM ဆိုတဲ့ shopping center ကြီးရှိပါတယ်။ လူတအားစီတဲ့ shopping center ပါလဲလို့ပတ်လို့ကောင်းတယ်ဈေးဝယ်လို့ကောင်းတဲ့နေရာတစ်ခုပါဒီ shopping center အကြောင်းလဲကျွန်တော်ဗီဒီယိုလုပ်ပူးပါတယ်နောက်တစ်ခုကတော့ဂိတ်ဆုံးလို့ပြောလို့ရပါတယ်စက်တွန်းစိတ်ကမ်းမှာဒီကနေ BDS ရေးလို့ရပါတယ်ဒီကို BDS ရေးပြီးတော့လဲလာလို့ရပါတယ် BDS နာမည်က Subhan Taxin ပါဒီစိတ်ကမ်းကဘန်ကောက်ရဲ့အဓိကနဲ့လူအစင်းအသက်အများဆုံးစိတ်ကမ်းပါ ဒီ tourist boat တွေကညနေခင်းပိုင်းဆိုရင်စက်တုံးမှာခေဆုံးတာမဟုတ်ပါဘူး Asiatic ကိုဆက်သွားလို့ရပါတယ် Asiatic အကြောင်းကိုလည်းကျွန်တော်ဗီဒီယိုလုပ်ဖူးပါတယ်အခုကျွန်တော်ပြောသွားတာကဒီ tourist boat ရက်တဲ့စိတ်ကန်းတွေရဲ့အနီးအနားကခီးသွားတွေအသွားများတဲ့ tour attraction နေရာတွေပါဒါအပြင်အခုကျွန်တော်ဗီဒီယိုထဲမှာကျွန်တော်မသိလို့ထည့်မပြောမိတဲ့ခီးသွားနေရာတွေလည်းရှိမှသိကြပါပဲ လေစီးပြီးတော့သွားနေတဲ့အချိန်မှာလည်းမြေချောင်းတလျှောက်အမြောက်ခံတတ်တို့ဖျားတွေနဲ့တခြားအဆောက်အဦတွေကိုလည်းလေရဲ့အပေါ်ဓာတ်ကနေဓာတ်ပုံရိုက်လို့ရပါတယ်။နေတာတဲ့ရက်တွေဆိုရင်လေးလေးတဖြူးဖြူးနဲ့စီးရတာအရင်အဆင်ပြေပါတယ်။လေစီးကအကြောင်းပြောရရင်တော့လေစီးကကနှစ်မျိုးရှိပါတယ်ပထမတစ်မျိုးကတစ်ခါစီးရင်ဘတ်30ပါကြိုက်တဲ့နေရာကတက်ပြီးကြိုက်တဲ့နေရာမှာဆင်းလို့ရပါတယ်တစ်ချိန်နဲ့စီးလို့ရပါမယ်နောက်တစ်မျိုးက day pass ပါ တခါစီးရင်ဘတ်150ပါတရက်တာအတွင်းမှာအကန့်အသတ်မဲ့အချိန်ချင်းစီးလို့ရပါတယ်ဆင်းကျင်တဲ့နေရာမှာဆင်းလေပတ်ပြီးတော့လေပြန်ဆောင်နောက်တနေရာကိုထပ်စီးအဲ့ဒီလိုမျိုးတနေကုန်ကြဲသလောက်ဆင်းကြဲသလောက်တက်လို့လို့ရပါတယ်လေကမနက်7နိုင်ခွဲကနေညနေ9နိုင်ခွဲအထိပဲရှိပါတယ်မိုးချုပ်သွားရင်မရှိပါဘူး တွေကယထားတွေပေါ်မှာလိုပဲနောက်ရောက်မဲ့စိတ်ကန်းကဘာစိတ်ကန်းအနီးနားမှာဘာတွေရှိတယ်ဆိုတာမျိုးကိုကြေညာပေးပါတယ်ဆိုတော့လှေရောက်တဲ့နေရာတွေလည်းပြောပြီးပြီလက်မှတ်ခလည်းသိရပြီဆိုတော့ကျွန်တော်တို့ဒီလေးကို စီးတင်မစီးတင်ဆိုတာလေးကိုပြောကြည့်ပါမယ်ဗျာလှေရဲ့ပုံစံကအမိုးဖွင့်နဲ့ခုံလေးတွေလည်းခြားထားပေးတယ်မိုးရချိန်ဆိုရင်လည်းအောက်ထက်ကနေစီးလို့ရတယ်ဆိုတော့မြေကြောင်တစ်ချောင်းရှုခင်းကြီးဓာတ်ပုံရိုက်ဖို့စီးရတာတော်တော်လေးကိုမိုက်ပြီးအတွေ့အကြုံတစ်လည်းရပါမယ် စီးကားကလည်းတစ်ခါစီးဘက်30ဆိုတော့တန်တယ်လို့ထင်ပါတယ်ပြီးတော့ကိုကတရက်လောက်အချိန်ပေးပြီးတော့ကြောက်ဖျားမြကန်းဘေးကအထင်ကရနေရာတွေနမကြီးနေရာတွေသွားလည်မယ်ဆိုရင်လည်းတနေကုန်လဲဖို့ဒေးပတ်ဆွဲပြီးပိုဝင်တီထွက်စီးလို့ရတာမျိုးမျိုးအဆင်ပြေပါတယ် ဒီနေရာတွေတဲကနေရာတော်တော်များများကကိုဟောက်ကိုလိုင်းကားဖြစ်ဖြစ်တက္ကစီဖြစ်ဖြစ်စီးပြီးသွားမယ်ဆိုရင်လမ်းပိတ်တာဘာညာနဲ့တရက်တာအချိန်ပေးပြီးလဲမယ်ဆိုရင်တော့လုံလောက်အောင်လဲလို့ရမယ်လို့မထင်ပါဘူး။ကုန်ကြစရိတ်လည်းများနိုင်ပါတယ်။ညကမ်းမေးတစ်လျှောက်မှာက shopping ထွက်လို့ရတဲ့နေရာတွေရောနမဲကြီးဖျားတွေရောထင်ကြရနေရာတွေရောရှိတာမို့ဘန်ကောက်ကိုလာလို့ကိုကခီးစဉ်ပလန်ဆွဲတဲ့အခါကြောက်ဖျားမြစ်တစ်လျှောက်လဲဖို့အစီအစဉ်ရှိတယ်ဆိုရင်တရက်လောက်အချိန်ပေးပြီးဒီသင်းမောကိုစီးပြီး လဲကြည့်ဖို့အကြံပေးပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ထပ်လည်းအခုလိုဗီဒီယိုမျိုးတွေဖန်ပြီးများဝေပေးသွားအောင်ပါမို့ကျွန်တော် page လေးကို like and follow မလုပ်ရသေးရင်လုပ်ထားပေးကြပါအောင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ